ကဲကျွန်တော်တို့နော်ရှင်းကြင်အတွက်နော်ကျွန်တော်အကြိုက်ဆုံးကဏ္ဍလေးပေါ့နော်ဒါကီးဘရိတ်နဲ့လည်းအစဉ်ပြေတဲ့ကဏ္ဍလေးတစ်ခွက်ပေါ့နော်ဒါမိတ်ဆွေတို့အကြိုက်တူလို့တိုက်ဆိုင်မှုရှိရင်ပို့ပြီးတော့ဘုံလို့တင်လို့အောလို့ရအောင်လို့နော်ဖော်ပြပေးလိုက်တယ်နော်ကြိုက်မှာပေါ့နော်အဲ့တော့လေးလာကြည့်အောင်ကျွန်တော်ဒီမှာ၃ည၃ညနဲ့ပေါ့နော်ဒီမှာ၁၀၀ဆိုတဲ့ကဏ္ဍဒီမှာ၃ည၃ညနဲ့ကျွန်တော်၈၀၀ဆိုတဲ့အာပတ်လက္ခဏာနော်၈၀၀ကျွန်တော်ကဒီမှာ ရာပြည့်ပေါ့နော်ရာပြည့်ပေါ့နော်ရာပြည့်ရာပြည့်ဒီမှာရာပြည့်အာပတ်လဲပေါ့နော်ခြေရာပေါ့နော်ရာပြည့်လို့ခေါ်မှာပေါ့ဟုတ်ပြီဒီရာပြည့်ကနေနောက်နှစ်မှာအဲ့ဒီနောက်နှစ်နှစ်ကောမှာ၈ပါတော့ပြိကုဒီရာပြည့်ကနေနောက်နှစ်နှစ်ကောမှာ၈ပါတော့ပြိကုဟုတ်ပြီအဓိကကြည့်မှာဒီဟာလေးကိုကြည့်မှာကျွန်တော်တို့ဒီရာပြည့်ကနေအပေါ်1 2 3 4 5နော်ငါးနှစ်ငါးနှစ်မှာငါးထိတ်ငါးပိတ်ဆိုပြီးတော့ငါးအခွပေါ့နော်ငါးထိတ်ငါးပိတ်ငါးခွတဲ့ သူကနေဇောင်း၄နှစ်ဆင်းမဲ့၁နှစ်၃၄၄နှစ်ဆင်းလိုက်တာနဲ့ငါးထိတ်ငါးထိတ်ထိတ်တူထိတ်ရိုက်ပြီးတော့ငါးရှစ်လို့ခွာတယ်ငါးရှစ်လို့ခွာပြန်တယ်သူကနေဇောင်း၃နှစ်ဆင်းလိုက်မဲ့၁နှစ်၃၃နှစ်ဆင်းလိုက်တာနဲ့ဒီ၉၂၀ဆိုတဲ့ကဏ္ဍဒီအပေါ်ကနေပြန်ကြကဏ္ဍပေါ့နော်ဒါဆိုဒုတိယကက်သွားမယ်ကျွန်တော်ဒီမှာရှေ့ရအပတ်လဲရာပြည့်ပေါ့နော်သူကနေ၁နှစ်၃၄၅မှာငါးထိတ်ငါးပိတ် လားခွာတယ်ပေါ့နော်ခွာပြီးဇောင်းလေးနဲ့ဆင်းလိုက်မယ်တင်းနဲ့သုံးလေးမှာကျွန်တော်၅ထိတ်၅ထိတ်လို့ရိုက်တယ်ပထမကက်လို့ပဲ၅၈လို့ခွာတယ်ခွာပြန်လဲဇောင်းသုံးလေးဆင်းမယ်တင်းနဲ့သုံးဒီ၅၃ည၁ဆိုတဲ့ကဏ္ဍဒီအပေါ်ကနေ၁၃ည၅ဆိုကဏ္ဍပြန်ကြနော်ဒီ၅၃ည၁ဒီ၁၃ည၅ပြန်ကြပထမကက်မှာဒီ90ဒီ290ဆိုတဲ့ကဏ္ဍပြန်ကြဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီမှာ ရာပြည့်အကျင်ကိုင်းမှာ၅ထိတ်၅ပိတ်၅လို့ခွာတယ်။ဆောင်းလေးနဲ့မှာ၅ထိတ်၅ထိတ်လို့ရိုက်တယ်။ရိုက်ပြရနဲ့၅ရှင်းလို့ခွာတယ်။ခွာပြန်နောက်နှစ်မှာနောက်နှစ်မှာ၃၅၅လို့ထောင်းတယ်။၃၅၅လို့ထောင်းပြီးတော့သူ့ရဲ့ဘေးမှာ၃ညခွန်ရှင်းလို့ရိုက်တယ်။နော်။သူ့ရဲ့ဘေးမှာ၃ညခွန်ရှင်းလို့ရိုက်တယ်။ဒါဆိုဒုတိယကရှေ့ရနောက်၅နှစ်မှာအကျင်ကိုင်းမှာ၅ထိတ်၅ပိတ်နဲ့၅လို့ခွာတယ်။ ခွာပြရနဲ့ဇောင်းလေးနဲ့ဆင်းလိုက်ရင်ငါထိတ်ငါထိတ်လို့ရိုက်တယ်ရိုက်ပြီးတာနဲ့ပထမကက်လို့ကငါရှစ်လို့ခွာတယ်ခွာပြရနဲ့နောက်နှစ်မှာနောက်နှစ်မှာ399လို့ထောင်းတယ်399လို့ထောင်းပြရနဲ့သူ့ရဲ့ဘီမှာခွန်80အာပက်လည်းရိုက်တယ်နော်ပထမကက်399လို့ထောင်းတဲ့သူ့ရဲ့ဘီမှာခွန်80အာပက်လည်းရိုက်တယ်ကြပြီးတော့အဲ့ဒီခွန်80အာပက်လည်းနဲ့အချိန်ကြိုက်မှာ366ဆိုတဲ့ကဏ္ဍရှိတယ်နော်အဲ့ဒီ366ဆိုတဲ့ကဏ္ဍဒီနောက်16နှစ်မြောက်ကိုလိုက်ပို့တယ နော်လိုက်ထွက်တယ်ဒါဆိုကျွန်တော်ဒီမှာဒုတိယက355လို့ထောင်းပြီးခွန်80လို့လည်းရိုက်တယ်ရိုက်ပြီးသူ့ရဲ့အချိန်ကိုက်က3ည1နှစ်ဆိုတဲ့ခန်းန်းကိုကျွန်တော်တို့က16နှစ်မြောက်ဒီအချိန်မှာထည့်ကစားမယ်နော်အဲ့တော့ဘယ်လိုပုံစံနဲ့ထည့်ကစားမှာလဲသူဘယ်လိုပြီးခဲ့လဲဆိုတာကြည့်အောင်ဟုတ်ပြီဒီ3ည66ကိုနော်ဒီ3ည66နောက်16နှစ်မြောက်ကိုပို့တော့သူကသူ့ရဲ့တပင်ကျော်ခန်းန်းနော်အဲ့ဒီခန်းန်းဒီဘယ်လာလဲဆိုတော့10နှစ်ကလာတဲ့ခန်းန်း ရှင်းနှစ်ကလာတယ်ခဏဘယ်လိုနေရာခဏလဲဆိုရင်ကျွန်တော်တို့နော်အချိန်ကြိုက်မှာ1 2 3 4 5 6ဇောင်း6နှစ်မြောက်မှာ9ခွန်3လို့ထောက်ထားတဲ့ဟိုက်ဒီက630ဆိုခဏသည်နောက်တစ်နှစ်ကိုလိုက်ထွက်တယ်သူလိုက်ထွက်သူရဲ့တစ်နှစ်ကျော်မှာကြာတယ်366ဆိုတဲ့ခဏသည်ကျွန်တော်တို့အဲဒီရာပြည့်ပရိယန်နေကျွန်တော်တို့ဒီမှာ9ထိတ်ထိတ်တူထိတ်9ရှစ်လို့ခွာပြီးနောက်နှစ်က 399လို့ထောင်ခဲ့တဲ့ပြည်ခွန်80နဲ့အချိန်ကက3669ကိုကျွန်တော်တို့ကဒီ953ထောက်ထားတဲ့630ဆိုရယ်ကနေနောက်နှစ်ကိုလိုက်ထွက်ပြီးတော့သူ့ရဲ့တပင်ကျော်မှာအဲ့ဒီ3966ကိုထည့်တယ်ဆိုရင်အဲ့ဒီ3966ကိုထည့်တယ်ဆိုရင်ကျွန်တော်တို့ကအခုဒုတိယကက်မှာလဲဒီ3001နှစ်ကိုဒီမှာထည့်မယ်။ဘာဖြစ်လို့လဲသူ့အပေါ်တပင်ကျော်မှာရှိရယ်ကနေဒီ68ခွန်ဆိုတဲ့ကနေဒီ8နှစ်ကလာတဲ့ကနေဖြစ်နေတယ်။ ဘယ်လိုနေရာကနေလဲဆိုရင်သူ့ရဲ့ဇောင်း6နှစ်1 2 3 4 5 6နှစ်မှာပထမကက်လိုပဲ3-5ခွန်ထောက်ထားတဲ့6-6ခွန်ဒီနောက်နှစ်ကိုလာပေးပြီပေးပြီဖြစ်တဲ့အတွက်သူ့ရဲ့တပင်ကြောမှာကြားရမယ်ကနန်းဒီကျွန်တော်တို့ပထမကက်လိုပဲနော်ဒီຢာပြေကနေ5ခွာတယ်5ထိတ်ထိတ်ထူထိတ်ရပြီ5ရှစ်လို့ခေါ်ပြီးနောက်နှစ်မှာ3-5-5လို့ထောင်းတယ်ထောင်းပြီးသူ့ရဲ့ဘေးကခွန်80အဲ့ခွန်80နဲ့အချိန်ကိုက်ကကနန်း3-1နှစ်ကိုကျွန်တော်တို့က နော်အုံညာတနစ်ကိုကျွန်တော်ကဒီမှာ305ထောက်ထားတဲ့869နောက်နှစ်ကိုလိုက်ခဲ့ပြီးတော့သူ့ရဲ့တပင်ကျော်မှာအဲ့ဒီ1 3ညာ2ဆိုတဲ့ကဏ္ဍကိုကျွန်တော်တို့အာပတ်လည်းထည့်မှာ3ညာတနစ်အာပတ်လည်းကျွန်တော်တို့ဒီမှာ1 3ညာ2ကိုကြိုက်လို့နော်တဲကြိုက်လို့1 3ညာ2ထည့်တယ်နော်အဲ့ဒါနားလည်းမယ်နော်အဲ့ဒါ305ထောင်းနဲ့ခု80နဲ့အချိန်ကက3ညာ66ဆိုတော့ကဏ္ဍကိုနောက်16နှစ်မြောက်ကိုပို့မယ်ဘယ်လိုနေရာမှာပို့မှလဲ9ခွန်3ထောက်ထား630နောက်နှစ်ကိုလိုက်ထွက်ပြီးသူ့ရဲ့တပင်ကျော်မှာပို့တယ်ဒါဆိုရင် ဒုတိယကဲမှာ395လို့ထောင်းတယ်ခွင်80နဲ့အကျင်ကိုက်က3.1နဲ့ဆိုကနေကို96နဲ့မြောင်းမှာပို့မယ်ဘလူနေရာမှာပို့မှာလဲ39ခွန်395ခွန်လို့ထောက်ထားတယ်ဟာဒီက86ခွန်နောက်နှစ်ကိုလိုက်ထွက်ပြီးသူ့ရဲ့တပင်ကြောင်မှာပို့မယ်နော်အဲ့ဒီ3.1နဲ့ဆိုရကနေအာပက်လေကိုကျွန်တော်ဒီမှာ1.3လို့ထည့်ထားတယ်နော်အဲ့ဒါလေးကိုကျွန်တော်တို့ဖြစ်နိုင်မဖြစ်နိုင်နော်ဖြစ်နိုင်မဖြစ်နိုင်ကျွန်တော်နော်စပီပေါင်းဆက်ကြည့်အောင်နော်ပေါင်းဆက်ကြည့်မယ်အဲ့တော့ဒီအချိန်မှာကျွန်တော်ဒီကနေကိုအထူး ခဏဖြစ်ကျွန်တော်ဩခွက်ဖြစ်ထုတ်ပေးထားတယ်ကျွန်တော်အဖို့အဒီကိုပေးပေးထားတယ်ပေါ့နော်ဟုတ်ပြီအားသူကြည့်အောင်ကျွန်တော်ဒီမှာ6နှစ်66နှစ်66နှစ်သူကနေရေးလိုက်မတင်းနဲ့3 4 5 6 6ပြင်ရေးမယ်6ပြင်ရေးပြီးတော့ကျွန်တော်တို့နော်17နှစ်မြောက်၄ဆွနှုတ်ခုနှစ်ကိုသွားမှာဒီ66နှစ်ဆိုတဲ့ကဏ္ဍဒီ84ခုနှစ်ကကဏ္ဍ84ခုနှစ်ကနော်ဒီ84ခုနှစ်က66နှစ် ရှစ်ဆက်လေးရနေကျွန်တော်ကိုးဆက်လေးကိုးဆက်လေးရနေနှစ်ထောင်လေးလေးဆွန်းတော့ခုနှစ်ကိုသွားမှာအဲ့တော့ဒီ6 6နှစ်ကနေကျွန်တော်အပေါ်6ပြင်1 2 3 4 5 6ပြင်ရေးပြီးညာဘက်လေးဆွန်းတော့ခုနှစ်ကိုသွားလိုက်ရင်7တနေမြောက်မှာ3 5 5နော်အပူဆိုလိုတာအပူကနံအပူကနံရိုက်တယ်ရပြီခု6ပြင်ပြီးတော့9ပြင်တက်မယ်1 2 3 4 5 6 9 9ပြင်တက်ပြီး7တနေမြောက်လေးဆွန်းတော့ခုနှစ်ကိုသွားမယ်အပူလိုပဲရိုက်တယ် နော်အဲ့တော့လေကလေးပုံစံတက်သွားတယ်ဗောနော်အပူနော်ခြောက်ခြောက်နဲ့အပူလေကလေးပုံစံတက်သွားတယ်၁၁နှစ်မြောက်အပူလေကလေးပုံစံတက်သွားတယ်၁၁နှစ်မြောက်အပူအဲ့တော့ဒီမှာအပေါ်မှာ6ပင်နော်၁၁နှစ်မြောက်အပူဒီမှာအပေါ်9ပင် လေကလေးပုံစံဆိုတော့တစ်ထစ်တက်တယ်9ပင်အပူ9ပင်ပြီးဒီမှာ10ပင်တက်စရာမရှိတော့10ပင်တက်စရာမရှိတော့လေကလေးအောက်ဆင်းမယ်တစ်ထစ်လျှော့ဆင်းမယ် နော်အောက်တစ်ထည့်နှိပ်စင်းတော့နော်သူကနေ၁၇နှစ်မြောက်လေးဆုံးတော့ခုနှစ်မှာအပူးလို့ရိုက်တယ်နော်အဲ့တော့တစ်ထည့်နှိပ်စင်းမယ်ဆိုတော့ဒီမှာဒီမှာတပင်ဒီမှာအောက်တပင်ဆင်းပြီးတော့အပူးရိုက်တယ်အခုအောက်ကိုနှစ်ပင်ဆင်းမယ်ပေါ့နော်နှစ်ပင်ဆင်းပြီးတော့၁၇နှစ်မြောက်မှာကျွန်တော်တို့ဒီမှာလေးဆုံးတော့ခုနှစ်၂024မှာအပူးလို့ရိုက်သွားပြီနော်အပူးလို့ရိုက်ပြီဒီမှာ6ပိတ်နဲ့ပူတယ်ဒီမှာ6ပိတ်နဲ့ပူတယ် ဒီမှာ6ပိန်းနဲ့ပူတယ်ဒါသုံးကက်စီနဲ့ကြည့်မယ်ဆိုရင်နောက်အကျင်ကြိုက်ဒီမှာ6ပိန်းနဲ့ပူတယ်ပေါ့နော်6ပိန်းနဲ့ပူရအဲ့တော့ဒီ line လေးကိုပြန်ကြည့်ကျွန်တော်တို့လေကတိပုံစံလေးတက်သွားတယ်လေကတိပုံစံလေးတက်သွားတယ်လေကတိပုံစံတက်သွားတယ်အပေါ်မှာတက်ဆရာမရှိတော့တဲ့အတွက်အောက်ကိုလေကတိပုံစံလေးပြန်ဆင်းတယ်အောက်ကိုလေကတိပုံစံလေးပြန်ဆင်းတယ်အပူးတွေရိုက်တာပေါ့နော်ဟုတ်ပြီဒီအဲ့တော့ဒီအပူးရဲ့ဘေးမှာထွက်မဲ့ကနန်းကိုကြည့်ရအဲ့တော့ဒီမှာအပူးရဲ့ဘေးမှာထွက်တဲ့ကနန်း643ဆိုတဲ့ဒီကနန်းနော် ပထမဒီ6လေး3ဆိုတဲ့ကဏ္ဍလေးဘယ်ရလာတာလဲဆိုရင်နော်ဒီအပူကဏ္ဍရဲ့ငင်းကုံကကဏ္ဍနော်အပူကဏ္ဍရဲ့ငင်းကုံကကဏ္ဍ6လေး3လို့ရတယ်ဒါဆိုကျွန်တော်လှစ်ကလေးပုံစံတက်သွားပြီ17နှစ်မြောက်နှစ်ချအကတ်ဒီမှာအပူကဏ္ဍသူ့ရဲ့ဘေးကကဏ္ဍရောကျွန်တော်ဘယ်ရလာလဲဆိုရင်ဒီအပူကဏ္ဍရဲ့ငင်းကုံကကဏ္ဍနော်6 6ရှစ်က6 6ရှစ်လို့ရိုက်ပြီဒီမှာ463က643လို့ရိုက်တယ်ဒီမှာ963ရှစ်က693ရှစ်လို့ရိုက်တယ် လှကပ်ပြီးတော့ဒါဆို3ကက်မြောက်၄ကတိပုံစံတက်သွားမယ်7တနစ်မြောက်ကိုသွားမယ်အဲ3ကက်မြောက်ဆက်ပြီးလားဆိုသူ့ရဲ့ဘေးမှာလဲဒီအပူကနဲဘေးကကနန်းဒီလဲဒီအပူကနဲမြင်းကုံက5 4 3ဆက်ပြီးရပါမယ်နော်အဲတော့3ကက်ပြီးခဲ့ပြီနော်၄6 3 6 4 3 9 6 8 6 9 8 5 4 3 3 5က3ကက်ပြီးခဲ့ခု4ကက်မြောက်၄ကတိအောက်ဆင်းရတော့နော်အောက်တစ်ထည့်ဆင်းဒီမှာ8 6 6လို့ပူးပြီးဩဆက်ပြီးရပါမယ်နော်အပူကနဲဘေးမှာ နော်ကြတဲ့ခွန်တုံညာလေးဆိုကနန်းဒီဒီအပူကနန်းမြင်းကုံက490ဆိုကနန်းကိုရိုက်တာနော်ဒါဆိုကျွန်တော်ဘယ်နှကက်ရှိပါပြီလဲတကက်2ကက်3ကက်4ကက်ပေါ့နော်အခု5ကက်မြောက်အဲ့ဒါ2ပင်းစင်းအပူတို့ရိုက်ပြီဒါဆိုရင်ဒီနေရာမှာကြာမှာကနန်းဒီရောနော်ဒီအပူကနန်းမြင်းကုံကဆိုရင်1နဲ့3မြင်းကုံကဆိုရင်ဒီ3ည1နဲ့ဆိုတဲ့ကနန်းလေးပေါ့နော်3ည1နဲ့ဆိုတဲ့ကနန်းကိုကျွန်တော်တို့က1 3ည2 နော်ကျွန်တော်တစ်သုံးညနှစ်ကြိုက်လို့မလို့တစ်သုံးညနှစ်ပေါ့နော်ဒါမိတ်ဆွေတို့အားမှာပေါ့နော်အဲ့တော့တစ်သုံးညနှစ်အားလေးပေါ့နော်အဲ့တော့ကျွန်တော်ပြန်တိုက်စာကြည့်မယ်ဆိုရင်အပူလို့ရိုက်တယ်နော်သူ့ရဲ့ဘေးကကနန်းဒီသူ့ရဲ့မြင်းကုံကကနန်းကိုရိုက်တယ်၄၆၃၆၄၃လို့ရိုက်တယ်လေကလေးပုံစံတက်သွားတယ်ဒီမှာအပူလို့ရိုက်တယ်သူ့ရဲ့ဘေးကကနန်းဒီသူ့ရဲ့မြင်းကုံကဆောင်း968ကို698လို့ရိုက်တယ်လေကလေးပုံစံတက်သွားတယ်အပူလို့ရိုက်တယ်သူ့ရဲ့ဘေးကကြားတဲ့ကနန်းဒီ နော်သူရဲ့မြင်းကုံဆောင်က၅၄၃၃၄၅လို့ရိုက်တယ်အဲ့တော့လှိကလေးပုံစံပြန်ဆင်းတယ်နော်ဆင်းပြီးတော့ဆက်ပေးလာဆိုလဲပေးတယ်သူရဲ့ဒီမှာကြတဲ့ခွန်တုံညာလေးဆိုကနန်းဒီဒီအပူရဲ့မြင်းကုံက၄90ဆိုကနန်းအဲ့တော့အခုကျွန်တော်တို့အလှည့်ရောက်ပြီပေါ့နော်ဒါကန်တရားပေါ့နော်ကျွန်တော်တို့နော်ကျွန်တော်ဒါကောက်စားတဲ့စနစ်ပေါ့နော်ကောက်စားတဲ့ line လို့နော်စနစ်တမျိုးပေါ့နော်အဲ့တော့ကိုကောက်စားမဲ့အလှည့်ကြမှာနော် အဲပြီးမပြီးရောကျွန်တော်တို့ကန်တရားပေါ့နော်အခုကတော့ဒီ line လေးကတော့ကျွန်တော်တို့နော်ဘာကက်စီနဲ့အပူကနန်းမြင်းကုံကကနန်းဒီကျွန်တော်တို့ဒီဘက်ပြီးမှာသူ့ရဲ့ပြီးမှာ light ထွက်ရမှာဆို3ည1နဲ့ပေါ့နော်3ည1နဲ့အာဘက်လေကို1 3ည2အဲ့တော့ခုနကကျွန်တော်ပြခဲ့တဲ့ line နဲ့နော်ဒီ line လေးနဲ့ကလည်းနော်ဒီຢာပြေးကနေကျွန်တော်5ခွ5ထိတ်5 6ခွ5နော်နောက်နေ့မှာ3998အချိန်က3ည66 ခွန်သုံး6 30 6 30တပင်းကျော်မှာထက်နော်အခုဒုတိယက855လို့ခွာ55လို့ထောင်58လို့ခွာနောက်နဲ့395လို့ထောင်ခွန်80နဲ့အချင်းက31နဲ့လိုက်ထွက်မယ်ခွန်35ခွန်86ခွန်86ခွန်လိုက်ထွက်တပင်းကျော်မှာ31နဲ့ထွက်အဲ့ဒီ line နဲ့အဲ့ဒီစနစ်နဲ့နော်ဒီ frame နဲ့ဒီမူနဲ့ဒီ line နဲ့ပေါ့နော်ဒီ site နဲ့ကျွန်တော်တို့ဒီမူနဲ့ကကျွန်တော်တို့၅ကက်စီ463 643နော်968 698 ား943 345 6939လေးကျွန်တော်3ညာတက်နှစ်ကိုဒီမှာ13ညာ2ဆိုပြီးတော့ထည့်ကစားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီချိန်မှာအထူးက13ညာ2ပေါ့နော်အားလေးကိုအထူးပေါ့နော်13ညာ2နော်13ညာ2အားပေါ့နော်ဒါစိတ်ချအောင်လို့ခဏတစ်ခွက်ကိုကျွန်တော်တို့ကအဲဒီအချိန်မှာဒီကဏ္ဍလေးကိုကျွန်တော်တို့ ိုက်ဆိုင်လို့အကြိုက်သူရင်တင်ထိုးပေါ့နော်ကျွန်တော်တို့ဒါအထူးတစ်ခွက်ဖြစ်ဒါလေးကိုခေါ်ပြပေးလိုက်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော် အခုပြန်ကြမေးနေကြလို့ပေါ့နော်ပြန်ကြမေးနေကြလို့ပြန်ကြဆိုတော့ဒါကျွန်တော်လူဗီဒီယိုဖိုင်ကြီးကြရိုက်တာဖြစ်တဲ့အတွက်ဒါပြန်ကြလေးကိုတော့ကျွန်တော်လူရင်းလေးပဲတစ်ခွက်ပေးလိုက်အောင်မယ်နော်ပြန်ကြတစ်ခွက်ပေးလိုက်အောင်မယ် အဲ့တော့ပြန်ကြပြန်ကြနဲ့ပြန်ကြဆိုတာကျွန်တော်တို့ကအချိန်တိုင်းမှာရှိတယ်ဗျာနော်ရှေ့အပင်တွေတော့ရှေ့အချိန်တော့လည်းပြန်ကြဆိုတာရှိခဲ့တာပဲနောက်အချိန်တွေလည်းပြန်ကြဆိုတာရှိနေဦးမှာပဲနော်ပြန်ကြဆိုတာအပင်တိုင်းမှာရှိနေဦးနော်အချိန်တိုင်းမှာရှိမယ်ပြန်ကြ site တွေပြန်ကြမူတွေနော်ဒါတွေကတော့အချိန်တိုင်းမှာရှိမယ်ဒီအချိန်မပြီးလဲနောက်အချိန်မှာပြန်ကြရှိမှာဦးနော်ရှေ့အချိန်တော့လည်းနော်ပြီးခဲ့တဲ့အပင်တွေတော့လည်းပြန်ကြတွေအားကောင်းခဲ့တာပဲနော်ဆိုလိုတာအဲ့တော့ပြန်ကြပြန်ကြနဲ့ပြန်ကြတော့ အတိမ်တိုင်းမှာရှိတယ်ဗျာနော် site တွေကတော့ဟုတ်ပြီအဲ့တော့ပြန်ကြအတိုင်းလေးကျွန်တော်ရဲ့ယူဆကြက်လေးပေါ့နော်ဒါလေးကိုတကွက်ဖော်ပြပေးလိုက်မယ်ကြည့်အောင်တကွက်ဖော်ပြပေးလိုက်မယ်ကြည့်အောင်ဆိုတော့ကျွန်တော်တို့ဒီမှာဒါကိုကျွန်တော်တို့ကဘရိတ်လိုယူမှာနော်ဘရိတ်ကိုယူမှာဘရိတ်ရှစ်ဘရိတ်ရှစ်ဘရိတ်ရှစ်နဲ့ကျွန်တော်ဒီမှာနောက်ကြား၃နဲ့ဆိုင်၃ည၈ကားလို့ရှိရအဲ့ဒီ၃ည၈က1ဂျင်း ဝမ်းကျင်ကနဒီတုံညာရှင်ကဝမ်းကျင်တုံညာရှင်ကဝမ်းကျင်ဆိုတော့ကနနော်ဒီမှာ၅နောက်ပိတ်၅နောက်ပိတ်ဖြစ်တဲ့အတွက်ငါအပါနဲ့ဝမ်းချင်းမှာအဲ့ဒီ၅ရှိရှိရဆိုပြီးတော့ဝမ်းကျင်တစ်ခွက်ထွက်တယ်ဗောနော်သူတို့ပရိရှိဈာ၃နှစ်ချားတယ်၃နှစ်ချားတုံညာရှင်ကဆိုတော့ငါအပါနဲ့ဝမ်းချင်းကနန်းတကွယ်နောက်နှစ်ကိုထွက်တယ်ဒါဆိုဒုတိယကဈာ၂နှစ်ချား၂နှစ်ချားပြီးဒီမှာပရိရှိလို့ထပ်ရိုက်တယ် ပရိရှိလို့ရိုက်ပြီးရတယ်ကြား၃နှစ်ခြားပြီးတော့ကျွန်တော်ဒီမှာ၅ခွန်ခွန်နော်၅ခွန်ခွန်၅ခွန်ခွန်ဒီခွန်နောက်ပိတ်ဖြစ်တဲ့အတွက်ခွန်တစ်လုံးပါနဲ့ကျွန်တော်၅ခွန်ခွန်ဝမ်းချင်း၅ခွန်ခွန်ဝမ်းချင်းခွန်၅၆ဆိုတဲ့ကဏ္ဍထွက်တယ်ပေါ့နော်ထွက်ခဲ့တယ်ပေါ့နော်ထွက်ခဲ့တယ်ဒါဆိုရင်ကြား၂နှစ်ခြားနောက်တကက်ပရိရှိနော်အချိန်ကြိုက်ကကျွန်တော်ပထမကဒုတိယကလို့အချိန်ကြိုက်ကဒီမှာ၁၅ခွန် အဲ့ဒီတင်ကားခွန်ဒီခွန်နောက်ပိတ်ဖြစ်တဲ့အတွက်ခွန်လုံးပါနဲ့ခွန်လုံးပိုင်နဲ့ကျွန်တော်တို့တင်ကားခွန်ဝမ်းချင်းနဲ့ခဏန်းတက်ကွတစ်တက်ခွန်ဆိုတော့ခဏန်းထွက်ထားတယ်နော်ဒါဆိုရင်ကျွန်တော်ကြာနှစ်နှစ်ချာပရိရှစ်နော်နှစ်နှစ်ချာပြီးပရိရှစ်တွေရိုက်တာရိုက်ပြီးကြာသုံးနှစ်ချာရောအကျင့်ကိုက်ကကျွန်တော်တို့ပထမကဲဒုတိယကဲတတိယကဲလို့အကျင့်ကိုက်မှာခွန်ကိုခွန်ဆိုတော့ကိုခွန်ကိုကိုခွန်ကိုဆိုရကဏ္ဍနော် အဲကိုခွန်ကိုကိုလည်းဝမ်းချင်းပြီးတော့ကျွန်တော်ဒီမှာဘာထွက်လဲခွန်ခွန်ကိုဆိုပြီးတော့နောက်နေ့မှာလိုက်ထွက်တယ်နော်နောက်နေ့မှာလိုက်ထွက်တယ်အဲ့ဒါဆိုရင်ကျွန်တော်ကြည့်အောင်နော်ကြည့်အောင်ပရိရှိလို့ရိုက်တယ်ပရိရှိရဲ့ဈာ၃နှစ်ချအချင်းက၃ည၈သည်ဒီ၃ည၈သည်ဝမ်းချင်းနဲ့၅တလုံးပါဝမ်းချင်းနဲ့နောက်နေ့ကိုလိုက်ထွက်တယ်၅ရှစ်ရှစ်လို့ထွက်တယ် အဲအဲ့လိုလိုက်ထွက်တဲ့ကနန်းဒီပြန်ကြတယ်တဲ့ပြန်ကြပါတယ်နော်နော်ပြန်ကြတယ်ပရိရှိအကျင်ကကတုံညာရှင်ကဝမ်းကျင်းနဲ့နောက်နှစ်ကိုထွက်တယ်အဲ့ဒီထွက်တဲ့ကနန်းဒီပြန်ကြတယ်ဒါဆိုဒုတိယကဒီမှာပရိရှိရိုက်ပြီနော်ပရိရှိရိုက်ပြီဒုတိယကကျွန်တော်တို့ဒီမှာပရိရှိဒုတိယကဒီမှာပရိရှိ ရိုက်ပြီးဆိုသူနဲ့ပထမကက်လို့သူနဲ့အချင်းကက်က9000ဆိုတဲ့ကဏ္ဍဒီခွနောက်ပိနဲ့ခွလုံးပါနဲ့1ချိန်ပဲ9000 1ချိန်ပဲခွ96လို့1ချိန်တယ်เนาะအဲအဲ့ဒီခွ1ချိန်နဲ့ခွ96တူလေပြန်ကြတယ်เนาะပြန်ကြတယ်ရှင်းတုံညာပရိရှိရှင်းတုံညာက1ချိန်988ပြန်ကြเนาะပြန်ကြကဏ္ဍပြစ်ခဲ့တယ် ရိရှိ၅ခုခုဝမ်းချိန်ခွန်၅၆ပြန်ကြကနန်းဖြစ်ခဲ့တယ်။ဒါဆိုရင်ကျွန်တော်ခုဂျာနှစ်နှစ်ချ၃ကံမြောက်ပရိရှိသူနဲ့အကျင်ကကတင်၅ခွန်အဲ့တင်၅ခွန်ခွန်အပါနဲ့ခွန်နောက်ဘက်ဖြစ်တဲ့တော့ခွန်ပါနဲ့တင်၅ခွန်ဝမ်းချိန်ဆိုတဲ့ဟာကတစ်တစ်ခွန်ဆိုတဲ့ကနန်းဒီလေပြန်ကြလို့ဖြစ်ခဲ့တာနော်အဲ့တော့၃ကံရိုက်ခဲ့ပြီပေါ့နော်၃ကံရိုက်ခဲ့ပြီ သုံးခက်ရိုက်ခဲ့ပြီပရိရှင်385ဝန်းကျင်းရှိရှိပြန်ကြနနေချပရိရှင်5ခုခွန်ဝန်းကျင်း956ပြန်ကြပရိရှင်တင်5ခွန်ဝန်းကျင်း11ခွန်ပြန်ကြဒါဆိုရင်ခုဒါကျွန်တော်တို့အလက်နော်ဒီမှာပရိရှင်ပရိရှင်အကျင့်ကိုက်က9ခွန်9 ကိုခွန်ကိုဝမ်းချင်းကိုဒီမှာထွက်ခဲ့ပြီထွက်ပြီးခဲ့နော်ကိုခွန်ကိုဝမ်းချင်းထွက်ခဲ့ပြီခွန်ခွန်ကိုတို့ထွက်ခဲ့ပြီဆိုတော့ဒီဝမ်းချင်းကဏ္ဍဒီပြန်ကြမှာပေါ့နော်ပြန်ကြကဏ္ဍပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ဒီအချိန်မှာပြန်ကြရှိတယ်ဆိုရင်ခွန်ခွန်ကိုဆိုတဲ့ပြန်ကြအာပတ်လည်းပြန်ကြနေပေါ့နော်အဲမပြီးခဲ့ဘူးဆိုရင်ကျွန်တော်တို့ကဒီကိုခွန်ကိုဝမ်းချင်းနဲ့ကဏ္ဍလေးပေါ့နော်နော်ကိုအပါနဲ့ကိုနောက်ဘိတ်ဖြစ်တဲ့အတွက်ကိုအပါနဲ့ ကိုကိုကိုဝမ်းချင်းနဲ့ကနန်းတွေထွက်လာခဲ့လို့ရှိရင်အဲ့ဒီကနန်းတွေကပြန်ကြကနန်းဖြစ်မွေးရမယ်ပေါ့နော်ပြန်ကြကနန်းဖြစ်မွေးရမယ်နော်ကျွန်တော်တို့ပရိရှိအချိန်ကကကနန်းဒီဝမ်းချင်းထွက်တယ်ထွက်ပြီးနောက်နေ့မှပြန်ကြတယ်ပရိရှိအချိန်ကကကနန်းဒီဝမ်းချင်းရိုက်တယ်ရိုက်ပြီးနောက်ဝမ်းချင်းနောက်နေ့ကိုထွက်တယ်ထွက်ပြီးပြန်ကြတယ်ပရိရှိ ကအကျင့်ကကနန်ဒီဝမ်းကျင်းနောက်နှစ်ကိုထွက်တယ်ထွက်ပြီးပြန်ကြတယ်အခုပရိရှိနဲ့အကျင့်ကကကနန်ဒီဝမ်းကျင်းနောက်နှစ်ကိုဒီမှာထွက်ခဲ့ပြီထွက်ခဲ့ပြီဆိုတော့ဒီကနန်ဒီပြန်ကြရတော့မယ်အကြောင်းတို့ဒီအချိန်မှာဆိုရင်ကျွန်တော်တို့ကပြန်ကြဆိုရင်ခုံခုံကူနော်ခုံခုံကူတပွက်ကိုကျွန်တော်ပြန်ကြပြီနော်ဒါရေးရေးပေးလိုက်တော့ဗောနော်အဲ့တော့ကျွန်တော်တို့ကဒီအချိန်မှာခုံကူခွန်အားလေးပေါ့နော်ဒါလေးကတော့ ပြန်ကြတီကြလိုင်းလေးပေါ့နော်ပြန်ကြလိုင်းလေးဒါလူရင်းတူရှင်းလေးပဲနော်ခရင်လေးစိုက်တရတော့ရှိပါတယ်နော်ခရင်လေးစိုက်တရတော့ရှိတယ်နော်အဲ့တော့ခွန်ကူခွန်အားလေးပေါ့နော်ဟုတ်ကဲ့အားလုံးပဲဒီလောက်ပါပဲဗျာနော်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေနော်ဒါကိုအလဲရောက်လို့နော်ကျွန်တော်တို့ဒါကံပေးရင်နော်ကျွန်တော်တို့ပေါက်တီးတို့ပါပေါ့နော်အားလုံးကြံကောင်းကြပါစေဗျာ